ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျားတို့ကျွန်တော်တခုပြောပြီးလားအနာရှိရင်ဆက်လို့အနာရှိရင်ဆက်ခင်ဗျားတို့အကုန်မှန်လားတံပေါ်ထဲမှာရှိတဲ့လူအားလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအားလုံးကမှန်လားကျွန်တော်အဲ့ဒါကိုတဲ့တဲ့မေးတာလေ ကျွန်တော်တို့တိုင်းပြည်မှာအခုတက်မတော်ကာဝေဦးကြီးချုပ်အဘာတုရုပ်ကြီးတို့နဲ့နာဇာကအဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင် ပြောင်းလဲရမှာဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဘူးတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာခမားတို့ကပြင်ရမှာပြည်သူကဒါမှ အစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခင်ဗျားတို့ဝင်နှဲမလုပ်ချင်မလုပ်နဲ့ငါတို့လကဒီတိုင်းပဲပြေးတဲ့ဆိုရင် မလုပ်နဲ့လေခင်ဗျားတို့ဘာမှမလုပ်ခိုင်းဘူးခင်ဗျားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လကနဲ့မလုပ်နိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟမ် မလုံနိုင်လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခောက်တဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းလက်စားနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလားမပြောရဲတော့ခင်ဗျားတို့ဘာလုပ်လဲလက်ပေးလို့လက်ပေးလိုက်လို့လုပ်တယ်လေလှုပ်တော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေရတယ် ိုးရလေဆိုးရလို့တကူကို तू လှုပ်ပေးလိုက်မယ်အဘကကြောင့်ကြီးက तू တမနာဖြစ်နေဖြစ်လိုက်မယ် तू ဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင် ပြောလာလို့ရှိရင်ခင်ဗျားတို့တတိရှိရှိနဲ့ပြောလေဗျာခင်ဗျားတို့မပြောရဲမဲ့ပြည်သူပေါ်မှာလက်ပေးလိုက်လှုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲအဲ့အတန်ဒီခင်ဗျားတို့အချိန်မြင့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ ဒီကောင်းကိုဘန်ဟောလာ။ဟောပြောပြီးသားလေအနာရှင်ဆဲလို့ခမရတော့မတရားသဖြင့်လှုပ်တာလေမြေတွေတောင်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါအာငါပါပါညာပါဆိုပြီးတော့ခမရတို့ပြင်ဦးလေးမှာလိန်တာအာလာကျွန်တော်တော့ပြောသေးတယ်မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ ြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကရင်ထဲကနေကြိတ်ပြီးပြောလိုက်တယ်ခမ ्या ကိုတိုင်ကိုကဝန်ထမ်းတယောက်လုပ်ပြီးတော့မှနိုင်ငံနဲ့လူမျိုးအတွက်ကိုခမ ्या စစ်မှန်နေပြီလားလို့ကျွန်တော်လည်းရင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ကိုပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတာဝန်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲ ဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လစာလည်းမယူဘူးလုံးဝမယူဘူးနော်ဘဒုပေးစာခန်းစာမှလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေကွက်တုတ်ကွက်မရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ်တမတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ် အဲ့လူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပဇံပေးပြီးတော့လေခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုအရန်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လောက်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်မုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာတွေသွားပြောပြော ဒီကောင်ကဘလို့မှအဆင်မပြေဘူးဆိုတာသူတို့တိသွားတယ်တိသွားတော့အသက်ရှည်စေခြင်းနဲ့တဲ့ဘာစကားဤမှန်းတော့မသိဘူးအသက်ရှည်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကြီးကိုပြည်သူလူထုကိုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရဲအောင်ဒီ లై ဘောမှာ ဒီလိုမျိုး YouTube ကနေ live တွင်ပြီးပြောပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတပြေးပြီးတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွမမပါနဲ့ကိုယ့်ရဲ့ကိုကြိုးစည်းဝါးတွေကြောင်းနဲ့အလုံးမလုံးပါနဲ့လူဘွားဆိုတာခမားအသက်ဘလောက်နေရမှာလဲဟမ်အလွန်ဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြပါလေဟမ် ခမတို့ကကိုယ်နိုင်ငံကိုကိုယ်တိုင်းပြည်မှာမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခမတို့ကတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်နေတာခမတို့ချမ်းသာဖို့ပဲလှုပ်လှုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာမူဝါဒကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနေနော်အဲ့အောက်တည်းမှာကျွန်တော်လှုပ်မှာ အဲ့လိုလုံးအောင်မှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်သက်ရှင်တာပေါ့ဒီဘက်ကလူတွေထောင်မကြကြအောင်ကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြအောင်ချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ905ပုံမှန်လည်းကျွန်တော်ကြရင်3နှစ်ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခင်ဗျားတို့မဟုတ်တာလှုပ်တဲ့ ဥစ္စာတွေကိုတော့ကျွန်တော်ဖော်ထုတ်မယ်။နော်တိုင်းပြည်ငြိမ်းချမ်းအောင်တပ်ဖက်တလန်းကနေပြောပေးမယ်။ဒီ PDF တွေဘယ်မှာမပါလို့နေလဲကျွန်တော်သတင်းပေးမယ်။ဒါပဲအဲ့ဒါကျွန်တော်အလုပ်ပဲ။ခမားတို့ကြာတကြမ်းမှလည်းမရှိဘူး။တကြမ်းမှလည်း user စောက်တောင်းလည်းမရှိဘူး။ဟုတ်ပြီလား။နော်အဲ့တော့အခုစပြောမယ်။ဒီဟိုဗာလေပြည်သူစစ်ကဆိုယူထုံးနေ ဘုံမှုဖြိုးဝေနေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝေဖြစ်လို့မပြောရဲဘူးလို့ဘာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်အနဲ့မဟုတ်ဘူးကျွန်တော်နာမခမှာရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင် ဖြိုးဝေကမားတယ်နော်ဖြိုးဝေကဘာမားလဲဆိုရင်သူက၄၁ကဆိုတော့ကျွန်တော်လည်းအတက်တနစ်ပဲကြီးတာ ဒီဖြိုးဝေနဲ့ဒီဇော်ယူထွန်းနဲ့ကျွန်တော်ကဖြိုးဝေလို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာဗျယာရူးကိုကျွန်တော်မတတ်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာနော်နေအောင်လုံးကကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တစ်ဖက်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရလေသူတို့ကသူတို့အကြောင်းတရားတွေ အရင်တည်းကရှိခဲ့တယ်မှန်မှချဘူး तू လဲအကြံနဲ့လာတာပဲဒါကမှန်ပဲဘာလို့မှန်မှချရလဲ तू ကသူကပြဿနာကိုမပြည့်ပြည့်အောင်သူကဖန်တီးတာဒီဖြိုးဝေကနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီးရအောင်ကြီးလေငါဖြိုးဝေပါဟာလားဘုံမှုဖြိုးဝေပါတော့ငါဒီလိုပါအလုတ်ကို ်ဗျာစိတ်မှုမှုမသိဘူးလေကျွန်တော်လဲအပေါ်လာအောင်စိတ်မှုမှုဆိုတာဘာလို့ပြည်သူစစ်တော်ဘူးလားဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲဘိုင်ဘာနေပို့ပေးလိုက်ကျွန်တော်အဲ့ကြံခဲ့သေးရေနော်ကားထဲမှာဟုတ်တယ်အဲ့ဟောနောက်ဘုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပို့ပေးသမ်းမအောင် โอเคโอเคကျွန်တော်လည်းအရန်တိုက်ခိုက်ခံရတယ်ဦးစိမ်မူမူလည်းကျွန်တော်ကိုပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာနော်သူတို့အချင်းချင်းဂျိတ်ဆက်ဟိုးအရင်ကစီးခဲ့ဘူးလောက်တယ်အဲ့တော့မှန်မချဘူးမှန်မချတော့ဟိုကလည်းမှန်မချတဲ့ပြဿနာနဲ့အဲ့ဒီထဲမှာစောင့်ပြဿနာတက်ကောဟိုကလက်ပြဘုံနေတနက်တွေနဲ့မမဆပါလားကျွန်တော်ပြောတယ်လေ ဝင်တန်းအကုန်ကောင်းလာလို့ဟမ်ကျွန်တော်ဝင်တန်းတွေကိုဆဲနေဆိုတော့ခမားလို့ဝင်တန်းအကဲလက်ပြပုံတွေဖျောက်ခွဲပလိုက်မယ်လို့တနက်တွေချပြတယ်လို့ငါကတက်မတော်ကလက်ရှိတာဝန်ထမ်းဆောင်တွေတို့ဘာလို့ပြောတော့တိတ်ကမကြဘူးလားကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်เนาะအဲ့တော့အကဲဖြိုးဝေကိစ္စတော့သူမှားသွားပြီအဲ့ဒါကို ဗီဒီယိုဖန်ရိုက်ထားတာကဘာကြောင့်ရိုက်ထားတာလဲစဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကစော်ယူတော့ရတယ်သူကလည်းသိတယ်ဒီကောင်လာပြီဒီချိန်မှာကသူဟာပြည်သူစစ်ဟိုကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မာစာပါဖြိုးဝေအဲ့ဒီဂျားထဲမှာဟိုက ။ तू ကတိနေပြီ။ तू ကတိနေပြီ။တိနေတော့အဲ့ကောင်ကိုတားတယ်။မှန်မကြဘူး။အဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာဖြိုးဝေလာပြီ။ဟုတ်လား။ဘဒူမားတယ်မှန်တယ်ဆိုတော့ပြောရတော့မယ်။အဲ့ဒီအချိန်မှာမှန်မကြတော့ပြဿနာအစားတက်ပြီ။တက်တော့ဒီဘက်ကကောင်ကဗီဒီယိုပိုင်းရိုက်တယ်။ဒီဖြိုးဝေရဲ့ပြောပုံစုပုံရိုက်တယ် နှစ်ယောက်တော့ကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြဿနာချတာဒါပေမဲ့တက်မတော်ဒီနာဇာကနော်နာဇာကအစိုးရကြီးနဲ့တက်မတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘာတူချုပ်ကြီးတို့ကိုကျွန်တော်တို့ကထွေးအုပ်တို့ဘာတို့ပေါ်တယ်ကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့ မပြေတဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုတဲ့ဘဝတက်မတော်ဂုံတိတ်ကကြာစင်းစေခြင်းတယ်နော်တက်မတော်ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလဲတက်မတော်ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေရလက်အောင်မှာရှိတာကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တတွေ နော်သူတို့နေအောင်လို့ဖြစ်တာလေစောက်ပြေသနာတွေကကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြဆင်းကုန်လားဒီကောင်တွေနှစ်ကောင်လုံးအေးယူနှစ်ကောင်လုံးယူရမှာမယူလို့မရဘူးနော်ဖြိုးဝေလည်းယူသူ့ဘာသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကနော်41ကလူကဘုံမှုအဆင့်ဆိုရင်တဲ့ပြောလာတာတဲ့ပဲပြောလိုက်မယ်စောက်ပဲ့မို့လို့ပေါ့ဗျာဟုတ်လား ်တရားစီပတ်စဉ်40လောက်တော့ဘူချုပ်တွေဖြစ်နေ40လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲဝေဖန်တာနော်အာအေးဟုတ်တယ်ဟာဇော်ဘုန်းကြီးကပြောတာ41ကအပတ်စဉ်41ကလူကပုံမှုစင်ပဲရှိတယ်ဆိုရင်ဒီကောင်ဒီငပဲ့ပဲပေါ့မဟုတ်လား အခုကကိုယ်ချင်းချင်းဖြစ်ကြတာဗျာအဲ့တော့ line ပေါ်မှာအခုကကြီးကျယ်ကြီးဖြစ်ကုန်လားအဲ့တော့အဲ့နှစ်ယောက်လုံးကတက်မလို့ရဲ့ဂုံတိတ်ကလည်းကြားတယ်နော် line ပေါ်တင်တာသူတို့ကျွန်တော်တို့ဘယ်နှကတင်ဘူးလို့လေမတင်ဘူးနော်သူတို့ချင်းချင်းဖြစ်တဲ့ကိစ္စတခုကတပတ်က41အပတ်စဉ်41ကဖြစ်တဲ့ဘုံမှုဖြိုးဝင်တပတ်က ခွဲထိန်လာပါလားခွဲအုပ်လားလောက်ခဲ့တဲ့တက်ကြကြီးနှစ်အောင်လုံးကစစ်တပ်တော်ဝင်ထမ်းဆောင်ဦးတယ်ဘာလို့ဒီလောက်ကိုလောက်တာလဲအဲ့ဒီအောင်လုံးမှာပြည့်စီတယ်နော်အဲ့ဒီအောင်လုံးကြီးရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်ခဲ့ကြတာကိုကျိုးတွေအတတွေကိုရှေ့ထားပြီးတော့မှကျွန်တော်တို့တက်မတော့ပုံသိပ်ပုံရိပ် တက်မတော်ရဲ့ပုံရိပ်နဲ့ဂုံတိတ်ကကြာဆင်းအောင်လုပ်တယ်။တပတ်ကလည်းပြည်သူစစ်ရဲ့ဂုံတိတ်ကကိုကြာဆင်းအောင်လုပ်ပြီးတော့အဲ့ဗီဒီယိုဖိုင်ကိုတင်လာ။အဲ့ဒါကျွန်တော်ရဲ့အဖြေပဲနော်။အဲ့ဒီကျွန်တော်ဖြိုးဝင်နေလည်းမသိဘူး။ဒီပြည်သူစစ်ဇော်ယူထုံးနဲ့လည်းမသိဘူး။လူတွေကဒုလောဒုလောတွေနဲ့ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့အခုဆိုကျွန်တော်တရားစွဲတယ်ဟုတ်လားကျွန်တော်က တပတ်ကလူကဘာမှမလုပ်ဘဲနဲ့ဒီကျမတို့ကဘာကာကြုံကြီးကိုချစ်ပါတယ်တို့ကျွန်တော်တို့ကဟိုဘာဗုဒ္ဓရဲ့စਿੱတိတော်တဲ့ဗုဒ္ဓရဲ့စਿੱတိတော်ဆိုတာရှိမှမရှိတာခရစ်ယာန်မှာပဲရှိတာဗုဒ္ဓရဲ့စਿੱတိတော်ဆိုတာနော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9 9နော်2 9 9 ဗုဒ္ဓရဲ့စਿੱတိတော်ဆိုတာကျွန်တော်တို့ဗုဒ္ဓမှာစਿੱတိတော်မလို့ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတိုင်းကဗုဒ္ဓရဲ့စਿੱတိတော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုမြောက်တယ်ဥပဒေပုံမှာ195နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးနော်ဘာလို့မပြောတော့လဲ तू က သူပဲကျွန်တော်ကို PDF တွေပါတယ်သူပြောခဲ့တာနော်တရားစွဲတယ်ဘာဖြစ်လဲစွဲတယ်သူစွဲကိုစွဲစွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လဲစွဲလိုက်ပြီးပြီနော်ကျွန်တော်စွဲပြီးပြီနော်အဲ့တော့ကိုကိုတိုင်းလာရှင်းရမယ်ပြင်ဦးလွင်မှာနော်ရှင်းခမတို့ဆဲလို့66ကောက်ကြီးတယ်ဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတွေမဟုတ်ဘူးနော်လာရှင်း ဒီဦးလေးမှာခမောက်လေးလာရှင်းရမှာကျုပ်ကတည်ရခံလေးခမားတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြည်ဦးလေးမှာကျွန်တော်လည်းတရားပြန်ဖွင့်နေအမှုပြန်ဖွင့်နေဟုတ်လားခမားကိုလည်းခေါ်လိုက်မယ်ပြည်ဦးလေးမှာကျွန်တော်ကိုလည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်နေ့အောင်လုံးစောင့်ကြည့်တာပေါ့ဘာလို့အဲ့ခေါ်တဲ့အချိန်ကျရင်တည်ရခံပြည်ဦးလေးမှာရှိရလေခမားဆွဲလို့တည်ရခံမှာရှိနေရလေစစ်ပေါ့ဘာဖြစ်လဲလာမှာပေါ့နော်ဒါပါအဲ့အရာအဲ့တော့လူတွေက ကိုချင်းချင်းတော့မလုံးတဲ့မလုံးတိုက်တဲ့လူတွေကမဟုတ်ကဟုတ်ကတွေရှောက်လုံနေတိုင်းပြည်ကိုတကယ်ချင်းတဲ့နိုင်ငံတော်တွေဘာလဲကျွန်တော်မနာလိုပါလားခင်ဗျားတို့တမရို့ချစ်တယ်နိုင်ငံတော်ကိုချစ်တယ်ဆိုပြီးတော့ဗုဒ္ဓရဲ့စည်းတိတော်ကြီးတို့ချစ်ဖေချစ်မေတို့ပြောပြီးတော့မှကျွန်တော်ခင်ဗျားတို့ပြောချင်တိုင်းပြောနေဟာကျုပ်ကတက်အတိုင်းဝိုင်းထဲမှာနေတဲ့ကောင်ခင်ဗျားတို့ခုပြောပြီးတဲ့နောက်ပိုင်းမှာဟုတ် အနောက်ဘက်တိုင်းစရတန်ကျောင်းရဲ့အလူကိုကျွန်တော်သွားနေတာခမလို့ကျွန်တော် PDF လို့ပြောတယ်ဟမ်စော်ကားတယ်လေအခုကျွန်တော်ရှေတန်းကိုရောက်နေတာအောင်မြင်မှုတွေရနေတာကျွန်တော်လို့ကျွန်တော်တက်တဲ့ဘက်ကနေကျွန်တော်အခုအထောက်ပံ့ပြုနေတာအဲ့လူကိုခမလို့တရားဆွဲတယ်ဆိုတော့ခမလို့ပါဇက်ရရင်အကုန်လုပ်တဲ့လူကြီးလား ပဇံရရဲဆိုရင်တိုးတိုးတိတ်တိတ်လေးဖုံးဆက်ခဲ့လိုက်။နော်ဖုံးဆက်ခဲ့လိုက်။ပဇံရတိုင်းလှုပ်တယ်ဆိုရင်ဖုံးဆက်ခဲ့လိုက်။နော်နေအောင်လုံးကိုပြောတာ။မိမဆိုရင်လည်းပဇံရရဲ့အချိန်မြေးလှုပ်တယ်ဆိုရင်ခမားတို့လည်းဘာမှမလိုပါဘူးဗျာ။ကျွန်တော်လည်းတဲ့ပဲပြောတော့ပါခမားတို့စောက်ခွက်တွေကစုပ်ပဲ့နေ။တော့ရလေခေါ်။နော်ဟိုကအသားကလည်းမဲ။နော် ပြီးလို့ချင်းမိတ်ကမလိမ့်မအောင်ဆိုပြီးတော့မှအဖက်တွေနဲ့တုံးနေရတယ်အာယုန်တွေနောက်လို့ပါနော်ဘာလို့ပတ်စံရလို့လုပ်တယ်ဆိုရင်တိုင်းပြည်နဲ့နိုင်ငံနဲ့အပေါ်မှာတော့အတုံးမချပါနဲ့နော်အဲ့လိုတွေမလုပ်ပါနဲ့ကျွန်တော်ကခမားတို့ခမားတို့မှတရားဆွဲလို့ရတာမဟုတ်ဘူးလေခမားတို့ကကျွန်တော်ကိုစားခဲ့လို့ပြဿနာတက်လာတာလေဟုတ်တယ်မလားအဲ့တော့ကိုကိစ္စကိုရှင်းဖို့ခမားတို့ကကျုပ်ကိုအမြဲတမ်းကြည့်နေတာကျုပ်ကသိတယ်ကျုပ်ကခမားတို့ကိုလိုက်ကြည့်နေရမဟုတ်ဘူး เนาะအဲ့တော့ပြောချင်တာကကိုယ်အချင်းချင်းတော်ဒီလိုတိုက်ခိုက်တာเนาะစောဘုံဆိုအခုတိုက်ခိုက်တာရဲရဲစက်စက်တိုက်ခိုက်တာအခုကိုရွှေမျိုးဝင်းတော်မှပြောလာပြီရေးလာပြီเนาะစောဘုံကိုစောဘုံကဘယ်လိုလူလဲဆိုတော့သူတို့သိလာပြီဘာလို့လဲစောဘုံရောမှစကိုင်းတိုင်းဝင်ကြီးချုပ်တွေစကိုင်းတိုင်းတိုင်းဦးတွေ တကယ်အန္တရာယ်ရှိတဲ့နေရာကိုသွားပြီးတော့